လူတွေကအကြောင်းပြချက်တွေကိုပဲပို့ပြီးတော့ခိုင်မာအောင်စူးစမ်းကြတာလीဟုတ်လားဒါကိုကိုကျော်ဖြတ်နိုင်စွမ်းရှိအောင်လုပ်မယ်မလုပ်ဘူးဆိုတဲ့အပိုင်းကိုတိတ်ပြီးတော့အားဆိုင်တာမရှိဘူးဆိုကြပါစို့ကျမ်းမာရေးမကောင်းဘူးဆိုရင်လည်းသူကကျမ်းမာရေးမကောင်းရင်မလုပ်သေးဘူးဒါကသူကမလုပ်ဖို့အတွက်အကြောင်းပြချက်ဖြစ်နေတာပေါ့တကယ်လို့သူ့မာသာလေးနှလုံးသွင်းမှန်ကန်မှုရှိမယ်ဆိုလို့ရှိရင်သူသာလေးစိတ်တကအရင်ကိုပဲအစဉ်အတန်းမြင့်မယ်ဆိုလို့ရှိရင်ကျမ်းမာရေးမကောင်းတာကတရားအမထုတ်ဖို့အတွက်အကြောင်းပြချက်မဖြစ်ဘဲနဲ့ တရားအားထုတ်ဖို့အတွက်အကြောင်းပြချက်ဖြစ်သွားလိမ့်မယ်။ဟောအဲ့လိုကြီးကောင်ဖြစ်သွားတာเนาะပြောင်းပြန်ကြီးဟုတ်လား။အနေချာစဉ်းစားဟုတ်တယ်မို့လား။အဲ့အလုံးရှုပ်တာကြီးကတရားအားထုတ်ဖို့အတွက်အားမထုတ်ဖြစ်ဖို့အတွက်အကြောင်းပြချက်ဖြစ်နေကြတယ်တချို့ကြတော့။တချို့ကြတော့လည်းပဲအော်အလုပ်တွေကဘယ်တော့မှပြီးမှာမဟုတ်ဘူးရှုပ်လည်းပဲရှုပ်တဲ့ကြားတွေကပဲငါသွားရမှာပဲဆိုတော့တွေးလိုက်ပြန်တော့လည်းပဲအလုံးရှုပ်နေတာကြောင့်တရားအားမထုတ်ဖြစ်ဘူးဆိုတာသူ့မှာဖြစ်မသွားတော့ဘူး။ဟုတ်လားဒါကြောင့်ဘာကိုမှအကြောင်းမပြနဲ့ပေါ့ ်ကိုလှုပ်ချင်တယ်လှုပ်နိုင်တယ်ဆိုရင်လှုပ်လို့ရတယ်ကိုမလှုပ်ချင်ဘူးမလှုပ်နိုင်ဘူးဆိုရင်လှုပ်လို့မရအောင်ကိုပုံမှာပဲအဓိကမူတည်နေတာမဖြစ်ဘူးဆိုရင်လည်းမဖြစ်ဘူးပေါ့ဖြစ်တယ်ဆိုရင်လည်းဖြစ်တယ်ပဲပေါ့ဘလောက်အရေးကြီးပါတယ်ပြောပြောတေတာတော့တော့ဘယ်ရာမှအရေးမကြီးပါဘူးတစ်ချိန်ကြာတော့လည်းပဲတေသွားကြရမှာပဲဒါဖြစ်တယ်ဆိုတာလည်းကိုယ်စိတ်ပဲမဖြစ်ဘူးဆိုတာလည်းကိုယ်စိတ်ပဲစိတ်ကဖြစ်ပါတယ်ဆိုတော့လည်းပဲတကယ်ကိုလွယ်လွယ်ကူကူဖြစ်သွားတာပဲစိတ်ကမဖြစ်ဘူးဆိုပြန်တော့လည်းပဲ တကယ်ကိုလှုပ်လို့ကိုမရဘူးဆိုတဲ့အနေအထားမျိုးဖြစ်နေတာပဲဒါမဲ့လူတွေကကိုယ်စိတ်ကဖြစ်နေတာဆိုတဲ့အဖြေမှကိုမမြင်ကြဘူးပေါ့နော်အဲ့ဒီအကြောင်းအရာတွေအကုန်လုံးပြောင်းလဲသွားမှာပဲကိုကပို့ပါပါပါလွတ်လွတ်လပ်လပ်ချမ်းချမ်းသာသာလွတ်လွတ်ရတော့မယ်လို့ထင်နေကြတာလေအဖြေရှာကအဲ့လိုဖြစ်နေတယ်ဟုတ်လားကိုတရားကိုလွတ်လွတ်လပ်လပ်အထုပ်ဖို့တရားလုံးခွင့်သားဖို့ဆိုတာကအကြောင်းအကျောင်းတွေကအကုန်လုံးအစဉ်ပြေမှာငါတို့လွတ်လွတ်ရတော့မယ်လို့ထင်နေတာဟုတ်လား တော့သူဘလို့နေနေကွာထားခဲ့မယ်ဆိုတော့အမြင်မျိုးရှိရင်လည်းရသွားတာပါပဲအဲ့ဒါလေးကိုလည်းပဲဦးဇင်းတို့ကနော်ဘေးသာပေါင်းတတော်ကောင်းတို့ကခက်တဲ့တတ္တဝါတွေရဲ့သဘောကပိန်နေနော်အခက်နဲ့အပိန်နဲ့သွားပြီးတော့တွေ့တဲ့အခါကျတော့သိနိုင်စရာအကြောင်းကသိပြီးတော့မရှိဘူးအဲ့ဒါကြောင့်မလို့တစ်ဖက်ကန်းရောက်တဲ့လူနဲတယ်ဆိုတာအဲ့ဒါပဲလေတရားကခက်တဲ့တတ္တဝါတွေကပိန်နေဒါတတ္တဝါတွေပိန်နေဆိုတော့ကိုယ်လည်းပါနော်ဓမ္မကြီးတွေကြီးပြောတာမဟုတ်ဟုတ်လားနော်တတ္တဝါတွေတော့ခက်ပိန်ပိန်ပဲဟုတ်လားပိန်နေဆိုတာဘာလို့ပြောတာတော့ ဒုက္ခကိုဒုက္ခမှမသိတဲ့အတွက်ကြောင့်အမျိုးမျိုးသောဆွဲမဲ့မိလို့ဖြင့်ဆွဲမဲ့နေတဲ့အနေအထားကိုပိန်းနေလို့ပြောတာဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့ကိုယ့်ရဲ့အားဆွမ်းကိုထုတ်နိုင်ဖို့အတွက်အလွန်မှ အားဖြစ်စေတဲ့ဒေသနာလေးတစ်ခုပေါ့အဲ့ဒါဦးဇင်းတို့လတုကီကောပမသုတ်တံဆိုပြီးတော့မီဇီမန်တိကေထဲမှာ သုတ်တံတစ်ပုဒ်ရှိတယ်လတုကီကောပမဆိုတာကဘီလုံးငက်ကိုဥမာပေးတဲ့သုတ်တံပေါ့ ခါတစ်ပါးမှာမြတ်စွာဘုရားဒီကိုအရှင်ဥရာယီမထေရကရောက်လာပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်။အဲ့ဒီတုတ်တန်လေးကိုအရှင်အနှစ်ချုပ်ပြီးတော့ပြောမယ်ဟုတ်လား။အဲ့ဒါရှင်ဥရာယီကမြတ်စွာဘုရားကိုဗာရှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားကညစာမစားရဘူးလို့ပြင့်ညက်လိုက်တော့တပည့်တော်စိတ်ထဲမှာတော်တော်ကိုထိခိုက်သွားတယ်တဲ့။ဟာတော်တော်တော့ဆင်းရဲတော့မှာပဲ။ဘယ်နှကြောင့်မြင်ပြင့်ညက်လိုက်ပါလိမ့်ပေါ့။ညစာလေးပဲအထွတ်မြတ်ထားပြီးတော့စားနေရတယ်။ သာသနာခေဥပိုင်းမှာညနေလဲစွန့်ခံပြီးတော့စားကြတာရှိတာဟုတ်အဲ့ဒါမြတ်စွာဘုရားကညသာမစားရဘူးလို့ပြင်းညက်လိုက်တယ်အဲ့ဒီပြင်းညက်ချက်ထွက်လာပြီလဲဆိုရောရှင်ဥဒာကြီးကစိတ်မချမ်းသာဖြစ်တဲ့အကြောင်းမြတ်စွာဘုရားကိုရှောက်တယ်ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ပုံမှာအလားလောက်အဲ့ဒါလေးနဲ့အဲ့ဒီဘီလုံးငက်ရဲ့ခြေတော်လေးကိုခြေထားလိုက်တယ်အဲ့တော့အဲ့ဒီဘီလုံးငက်ကဒီຫນွေချိုးပုတ်ကလေးကိုသူမယုံနိုင်။သူကအားလေးကတေးသေးလေးကိုသူ့အနေနဲ့အဲ့ဒီຫນွေချိုးပုတ်တေးသေးလေးက ခိုင်မြဲတဲ့အနှောင်ဖွဲ့ကြီးဖြစ်နေတယ်။ဟုတ်လား။အဲ့လိုပဲတချို့ယန်းနေတဲ့အတွက်အပေါ်ယန်းလေးတွေတေးသေးလေးတွေကိုမလုံနဲ့လို့မြတ်စွာဘုရားပြောတာရှိတယ်။အဲ့ဒီတေးသေးလေးကိုတောင်သူမလုံဘဲမနေနိုင်ဘူးမရှောင်နိုင်ဘူးပေါ့။အဲ့ဒါလို့ဆိုလို့ရှိရင်အဲ့ဒီကိစ္စကသူ့အတွက်နော်သေးငယ်တဲ့အနှောင်ဖွဲ့လို့ပြောလို့မရဘူးတဲ့။အဲ့ဒါသူ့အတွက်ကြီးကျယ်တဲ့အနှောင်ဖွဲ့ကြီးတစ်ခုပဲတဲ့။နော်။ຫນွေကျိုးပုဂ္ဂလိဆိုတော့လည်းပဲဘီလုံးငှက်အတွက်ကတော့ကြီးကျယ်တဲ့အနှောင်ဖွဲ့ကြီးတဲ့။ နွေချိုးပုတ်လေးပင်ဖြစ်တော်လည်းပဲဒီငှက်ကသူ့လိုရာသွားမရတာကတော့သွားမရတာပဲလေသွားမရတဲ့ရှိုးရတဲ့အကျိုးရလက်ထွက်နေတာကတော့အတူတူပဲတန်အိုဆောင်ကြီးနဲ့အုပ်ထားလည်းသူသွားမရနွေချိုးပုတ်လေးနဲ့ခြေထားလည်းသွားမရစဉ်းစားနော်တချို့နည်းနည်းလေးတော့အကြောင်းတရားလေးတွေကြောင့်သွားမရတဲ့လူတွေရှိတယ်ဟုတ်လားနော်အေးကဘာဖြစ်နေလို့သွားမယ်ဆိုရင်သွားလို့ရတယ်ဒါပေမဲ့သူ့စိတ်ထဲမှာအဲ့ဒါကြီးကိုသွားမရဘူးလို့ပဲထင်နေတယ်သူမဖြတ်နိုင်ဘူးပေါ့နော်လောက်ကြီးအကြီးကြီးတာမဟုတ်ဘူး ထားခဲ့မယ်ဆိုရင်ထားခဲ့လို့ရတယ်ဒါပေမဲ့သူ့စိတ်ကထားခဲ့လို့မရဘူးမင်းဘာလို့ထားခဲ့မှာတုံးဆိုတော့လည်းပဲ तू မလှုပ်ရဲဘူးပေါ့ဟုတ်လားဒါဘီလုံးကကိုຫນွေချိုးပုတ်ကလေးနဲ့ခြေထားတယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့ပါပဲတဲ့တချို့ယဟန်နေကြတော့ငါကဒါဟုတ်မလုံနေလို့ပြင်းညက်လိုက်တယ်အသက်ဒီဟုသောအကြောင်းကြောင့်တောင်မှငါရဲ့ပြင်းညက်ချက်ကိုမလွန်ကျူးကြဘူးချမ်းချမ်းသာသာပဲစိတ်ပါလက်ပါပဲပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နူးနူးပဲရှင်းသုံးကြတယ်ပေါ့ ို့ဆိုလို့ရှိရင်သူတို့ကဘာနဲ့တူလဲဆိုတော့နော်အားကောင်းတဲ့အလွန်မှနော်တောင့်တင်းတဲ့ဘရင်ရဲ့ဆင်ကိုနော်အလွန်ခိုင်မာတဲ့ကြိုးကြီးနဲ့ခြေထားတယ်နော်ဒါပေမဲ့လို့အဲ့ဒီဆင်ကြီးကတကယ်လို့သာသူကအားဆိုင်ပြီးတော့ကြိတ်ပြီးတော့ယုံလိုက်မယ်ဆိုရင်အဲ့ဒီခိုင်ခန့်တဲ့ကြိုးဟာထိုင်ငနေဆိုတခါတည်းပြတ်သွားမယ်ဟာအဲ့တော့ကြိုးအကြီးကြီးဆိုပေမဲ့လို့လည်းပဲဘရင်ရဲ့ဆင်ကြီးအတွက်ကတော့အဲ့ဒါခိုင်မြဲတဲ့အနောင်ဖွဲ့မဟုတ်ဘူးတဲ့ဟာစဉ်းစားတော့ နွေကျိုးပုံလေးပင်ဖြစ်တော်လည်းပဲဘီလုံးငဲ့အတွက်ကတော့ခိုင်မြဲတဲ့အနှောင်ဖွဲ့ကြီးဖြစ်တယ်။ကျိုးအကြီးကြီးပင်ဖြစ်တော်လည်းပဲဆင်ကြီးအတွက်ကတော့ခိုင်မြဲတဲ့အနှောင်ဖွဲ့မဟုတ်ဘူး။အဲ့တော့ဒကာတော်မတို့ဒါကစဉ်းစားတရားရန်ကောင်းတာပဲနော်။ဘာဒီယောငါအကြောင်းပြနေတော့ခိုင်မြဲတဲ့အနှောင်ဖွဲ့လားခိုင်မြဲတဲ့အနှောင်ဖွဲ့မဟုတ်ဘူးလားဆိုတာကအနှောင်ဖွဲ့ပေါ်မှာမူတည်တာလားကိုယ့်ရဲ့ယုံနိုင်စွမ်းပေါ်မှာမူတည်တာလားယုံနိုင်စွမ်းပေါ်မှာမူတည်တာနော်။ ပြောကျင်တာကတော့ကိုမယုံနိုင်လို့ရှင်အကုံလုံးကခိုင်မခိုင်မြဲတဲ့အနောင်ဖွဲ့ပဲကိုယုံနိုင်မယ်ဆိုရင်အကုံလုံးကခိုင်မြဲတဲ့အနောင်ဖွဲ့မဟုတ်ဘူးဘလောက်ကောင်းတဲ့ဥမာလဲနော်စင်သာဟုတ်လား